စင်မော်မှာရုတ်တရက်လဲကြတည်ဆုံသွားတဲ့ဆိုတော့အဒီနိုအတွက်ဝမ်းနဲ့စွာနဲ့ငိုကြွေးခဲ့တဲ့ဆိုတော့အောင်လောက်ဒီပြာကျွန်တော်သိစိတ်အေးအေးလေးနဲ့ပရိသတ်ကြီးရှင်မနေ့ကအော်တိုဘာလ25ရက်နေ့ညပိုင်းကရန်ကုန်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ Idios Band ရဲ့နှုတ်ဆက်ပွဲမှာဂီတာအတိုင်းဝိုင်းကအနုပညာကြီးကိုတော်တော်များများလာရောက်ဖျော်ဖြေပေးခဲ့ကြတာဖြစ်ပါတယ် အဆိုပါပွဲမှာတီထောင်သူအဒီနိုပါဝင်တဲ့ FIFA 1 and 9 band ကလည်းပါဝင်သီဆိုဖျော်ဖြေပေးခဲ့တာဖြစ်ပြီးအဆိုတော့အဒီနိုကတော့တချင်းဖျော်ဖြေနေစဉ်အချိန်အတွင်းမှာပဲစတိတ်စင်ပေါ်မှာရုတ်တရက်လဲကျကွဲလွန်သွားခဲ့ရတာပဲဖြစ်ပါတယ်အဆိုပါဖြစ်စဉ်အစအဆုံးမှာအဆိုတော်အောင်လားကလည်းဤနာမှာရှိနေကြတာဖြစ်ပြီးပွဲစီစဉ်သူရဲ့ညံ့ဖျင်းမှုတွေကိုလည်းပြောပြလာခဲ့တာဖြစ်ပါတယ်။အတီနိုအေးပေါ်ဖြစ်နေတဲ့အချိန်မှာပွဲစီစဉ်နဲ့ခွေးတောင်စားကပျောက်သွားရော လူသားချင်းမစာနာရင်တော့ခမားမျက်နာနဲ့လှုပ်ပေးခဲ့ကြတဲ့ artist တွေကခမားကိုတော့ထာဝရလေးပဲနောက်တစ်ခေါက်ထပ်မလှုပ်စားနဲ့အဒီနိုကလဲကျသွားပြီးအောက်ဆီဂျင်လိုနေတာတောင်ထိုင်ကြည့်နေခဲ့တာဒီဘဲအကြောင်းကိုမပြောချင်တော့ဘူးပြဆိုပြီးတော့အဆိုတော်အောင်လာကပွဲစီစဉ်သူရဲ့ညံ့ဖျင်းမှုတွေကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်ဒါအပြင်အဆိုတော်အဒီနိုလဲကြမှုဖြစ်စဉ်ရပြီးမှဆေးရုံကိုပို့ဆောင်ခဲ့တာဖြစ်ပြီးလမ်းမာရင်မဲကွယ်လွန်သွားခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ဆိုတော့အဒီနိုကွယ်လွန်သွားခဲ့ပေမဲ့လည်းဖျော်ဖြေပွဲကိုတော့ဆက်လက်ကျင်းပခဲ့တာကြောင့် FIFA 1တို့နိုင်အဖွဲ့ပြီးရင်နောက်ကနေဖျော်ဖြေမဲ့အဖွဲ့တွေကဆက်လက်ဖျော်ဖြေပေးခဲ့ကြတာလည်းဖြစ်ပါတယ်။အဆိုတော့အဒီနိုဟာကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းကိုတော့ပရိသတ်တွေတီအောင်စင်ပေါ်ကနေအတည်ပြုခဲ့ပြီးဖျော်ဖြေပွဲကိုတော့ဆက်လက်ကျင်းပသွားမှာဖြစ်တယ်လို့ပြောပြခဲ့ကြတာလည်းဖြစ်ပါတယ်။ အဆိုတော်အောင်လာကလည်းသူ့ရဲ့အလဲတာဝန်ကြားလို့ဖျော်ဖြေရတဲ့အချိန်မှာကွယ်လွန်သွားပြီဖြစ်တဲ့အဆိုတော်ရီမွန်ခေါ်တွေ့ပြီးအတွက်ရောရီမွန်ရဲ့တခြင်းကိုတီးဆိုရင်းနဲ့ရုတ်တရက်ကွယ်လွန်သွားခဲ့ရတဲ့ညီဖြစ်သူအဒီနိုအတွက်ပါဝန်ထဲစိတ်မကောင်းဖြစ်ပြီးစင်ပေါ်မှာမျက်ရည်ကျခဲ့တာလည်းဖြစ်ပါတယ် ျွန်တော်တို့ကိုကြည့်လို့တက်တယ်တော့အောင်းဆက်ပြီးဒီပဲကွာဘယ်လိုပေးစားရဲဆောင်ရဲများလာပြီကျွန်တော်တို့ဈားထဲမှာနည်းနည်းအလွဲလေးရှိခဲ့ပြီးပြီးခံပေးကြပါဟာကျွန်တော်ဆက်ဆက်လိုက်နော်ကျေးဇူးများတယ်မှာလည်းအလုံးဒီမြန်မာကျွန်တော်သိနေရတယ် ပိုးကြီးကိုမိခေါ်ပါတယ်ပိုးကြီးရေရမယ်ပိုးကြီးအားရဲ့ပေါ်ရှိပေါ်ပါ